ရှင်သာမဏေအဲ့တော့ကိုရင်ရဒီဟိုလာအထုတ်တာဒီဟာပထမဆုံးချိန်မလားတင်ပါဗျာမဟာပလင်း9နာရီကျင့်စဉ်ကျင့်ခိုင်းတော့ကြောက်သလားမကြောက်ပါဘူးဗျာဟာမကြောက်ဘူးလေမဟာပလင်း9နာရီချိန်တာပြင်းထန်တဲ့ဝေဒနာတွေနဲ့တွေ့တော့ဘယ်လိုကြိုးစားအထုတ်ခဲ့တယ်ဆိုတာလေးရှင်းပါဦးဖုံဖုံပြောတဲ့တရားတွေကိုပဲနားနားပြီးတော့ဝေဒနာတွေဖြောက်ခဲ့ပါတယ်ဗျာ အဲ့တော့စိတ်ထဲနောက်ဘလို့ဖြစ်သွားလဲချမ်းသာပါတယ်ဗျာချမ်းသာတယ်ဆိုတော့အခါတိုင်းနေတဲ့ချမ်းသာနဲ့မဟာပလင်အောင်တဲ့ချမ်းသာနဲ့ဘလို့ကွာခြားလဲမဟာပလင်အောင်တဲ့ချမ်းသာပိုပြီးကောင်းပါတယ်ဗျာဟုတ်ပြီငွေချမ်းသာပြီးစိတ်မချမ်းသာတဲ့ပုံစံတွေနဲ့တွင်းရောဂွေရဘလို့များဩဝါဒပေးမယ်အဲတရားချမ်းသာပိုပြီးကောင်းပါတယ်လို့ပြောချင်ပါတယ်ဗျာကဲအားလုံးသာဓုခေါ်ပါဦးတရား32 ကိုရင်အခုဒီတစ်ချိန်လာပြီးကျင့်တာလားတင်ပါဗျာနာနာကြီးကျင့်တဲ့မဟာပလင်ကျင့်တဲ့အောင်မြင်ခဲ့လားအောင်မြင်ခဲ့ပါပြီဗျာမဟာပလင်၅နာရီကျင့်တာဘလို့ကောင်းကျိုးတွေရှိသလားဆိုးကျိုးရှိသလားဆိုတဲ့ရရှိတဲ့အကျိုးတရားလျှောက်ပါဦးကောင်းကျိုးရှိပါရဲ့ဗျာကောင်းကျိုးရှိတယ်ဆိုတာဘလို့ချမ်းသာမျိုးရတယ်လေဒီထဲမှာအေးပြီးတော့ချမ်းသာပါဗျာဟုတ်ပြီမဟာပလင်ကျင့်တဲ့ကစိတ်ကိုဆင်းရအောင်လုပ်တာလားစိတ်ကိုချမ်းသာအောင်လုပ်တာလားစိတ်ကိုချမ်းသာအောင်လုပ်တာပါဗျာ ဝင်တရားမှကြောက်သေးလားမကြောက်တော့ပါဘူးဗျာဝေဒနာအောက်ကဒုက္ခမြင့်ထန်တဲ့ဝေဒနာဘောကလုံးမပြင်းမဲ့ဆိုတဲ့တဏှာပေါ်သေးလားအပေါ်တော့ပါဘူးဗျာတိမခံညီမှုယုံခံမဲ့ဆိုတဲ့ဒေါသပေါ်သေးလားမပေါ်ပါဘူးဗျာအဲခန္ဓာကရုပ်တွေဖောက်ပြန်နေတာတော့ရှိတာတော့သိတယ်ဆင်းရဲမှုရှိသေးလားမရှိတော့ပါဘူးဗျာပရိစ္ဆေသမုဟာပြတ်မသွားဘူးလားပြတ်သွားပါပြီဗျာအဲအဲ့တော့မသေးခင်ပျော်နေတဲ့ပုံကိုယ်တွေသေပြီးអော်ပြီးမသေးအောင်ဝင်ရဘလို့တိုက်တွန်းအသေးတိုက်ချင်တော့ဒီတဲ့အင်းကိုလာပြီးတော့တရားကျင့်ကြပါလို့တိုက်တွန်းကြပါပြီဗျာ ကဲအားလုံးသာဓုခေါ်ပါကဲယောဂီနံပါတ်142ကိုရင်ကိုရင်ဘယ်ဟာလာထုတ်တာလဲအောင်လဲပါဗျာမဟာပလင်9နိုင်အောင်သွားပြီလားသွားပြီလားအောင်ပါဗျာမဟာပလင်9နိုင်ချိတ်တော့စိတ်တဲ့ဘက်နဲ့နေလေချမ်းသာပါဗျာအောင်လံမျိုးကဟဲ့တိုင်းသွားမကြည့်နဲ့ကြမ်းနေပြင်းထန်နေကြောက်တယ်ဆိုတဲ့အဲ့ဒီပုံကိုယ်ကမှန်ပါမလားမှန်ပါပါဗျာမှန်အောင်သူကမမှန်တာတွေပြောပြီးတော့သူလုပ်နေရဟင်အဲ့တော့အောင်လံပုံကိုယ်ကကြမ်းနေကြမ်းနေတိုင်းသွားမကြည့်နဲ့လို့ပြောနေတာ ဘွေလေးဒီမှာ9နာရီချိန်တာမာဘနဲ့9နာရီချိန်ပြီးတော့စိတ်တဲ့ဘလို့နေလဲချမ်းသာပါပဲဗျာအခုဘလို့နေလဲအခုချမ်းသာပါဗျာအခုလည်းစိတ်ချမ်းသာနေတယ်အဲ့တော့ရုပ်ချမ်းသာငွေချမ်းသာပြီးစိတ်မချမ်းသာတဲ့အောင်လံပုံကိုယ်တွေကိုဘွေရဘလို့တိုက်တွန်းမလဲမာဘလင်9နာရီချိန်တာချမ်းသာပါတယ်တိုက်တွန်းနေမှာဗျာဒါအားလုံးသာလို့ခေါ်ပါယောဂီနံပါတ်30ဘုံရဘယ်ရလာကျင်းတာလဲဘယ်လာမဟုတ် ဟိုမာပလင်9နိုင်ချိတ်ခဲ့သေးလားမာပလင်ချိတ်တာမာပလင်9နိုင်ချိတ်တော့ကိုတော့ဆင်းရဲလာလားချမ်းသာလားရချမ်းသာပါဗျာဟာလာမင်းนี่မာပလင်9နိုင်ချိတ်တော့ဝေရာဒီတက်နေတော့ကိုရောစိတ်မှာဆင်းရဲသေးလားဆင်းရဲတော့ဗျာမဆင်းရဲတော့ဘူးโอเคလူကြီးတွေကပြောမှာပေါ့ဟမ်2နိုင်လောက်ရိုးထိုင်တာတော့ကြာတယ်ကျန်းတယ်နော်ကြာတယ်ကျန်းနေနေပြောနေတာအခုကိုရင်လေးကအသက်ဘယ်လောက်ရှိလဲ7နှစ်ဟာ7နှစ်ရှိသေးတယ် အသက်80အသက်80ကျော်ဒီကာမုံခံစားပြီးတော့နော်အခောက်ထူပြီးအယိုးမာတဲ့ပုံစံတွေကပြောမရဘူးနော်ဝေဒါတက်တယ်ကျန်းတယ်နှစ်နာရီကျန်းတယ်နဲ့ပြောတာကိုယ်လေးရှင်းနေရှင်းနေသားကိုယ်လေးအခုမဟာပလင်၅နိုင်ချေသွားတာကျန်းတယ်ဆိုတာရှိလားရှိပါဘူးကျန်းတယ်ဆိုတာမရှိစိတ်ထဲမှာဆင်းရဲမှုနဲ့ချမ်းသာမှုဘယ်ဟာရလဲစိတ်စိတ်ထဲမှာဆင်းရဲလားချမ်းသာလားချမ်းသာချမ်းသာတယ် ကြောက်တယ်ဆိုတော့လူကြီးတွေကိုကိုရင်လေးကဘလို့အားပေးမလဲ။ဒါမင်းမင်းမကြောက်ပါနဲ့။အဲဒါမကြောက်ပါနဲ့လို့ပြောမယ်။ကဲအားလုံးသာဓုခေါ်ပါ။ယောဂီနံပါတ်140ဟုတ်ပြီကိုရင်လေးကဘယ်လာအထုတ်တာလဲ။ရင်ဝါပါဗျာ။ရင်ဝါမင်း။ကိုရင်ကမဟာပလီ9နိုင်ချက်ရမယ်ဆိုတော့ကိုရင်ကြောက်သလား။ကြောက်ပါဦးဗျာ။ဟာ။ မကြောက်ဘူးလေမဟာပလင်ငါးနာရီချိန်တော့ဝေဒနာတွေတက်တော့ဆင်းရဲလားချမ်းသာလားဆင်းရဲပါဗျာပရမဆင်းရဲနောက်တော့စိတ်တွေဘယ်လိုနေလဲချမ်းသာပါပါဗျာဟုတ်ပြီမဟာပလင်ကဖြုတ်ပြီးတော့ကိုရင်လေးစိတ်ကလေးမှာဟာနာလိုက်တာဆိုပြီးတော့ညင်းညူပြီးထွက်လာသလားဝမ်းမြောက်ပြီးတော့ထွက်လာလားဝမ်းမြောက်ပြီးတော့ထွက်လာပါဗျာဟုတ်ပြီအဲ့တော့ကိုရင်လေးတဲ့ကြီးတဲ့ကိုရင်လေးကအသက်ဘယ်လောက်ရှိလဲရှင်းနေပါဗျာရှင်းနေပဲအဲ့တော့ကိုရင်လေးနဲ့ကိုတဲ့ကြီးတဲ့လူကြီးတွေကြောက်တဲ့ပုံစံတွေကိုဘယ်လိုများတရားကျင့်ရင်လည်းစိတ်ပေါအောင်တိုက်တွန်းမလဲ သင်္ကနာကြီးအတော်ရကျန်တာပါလေဗျာ။အော်ဟုတ်ပြီ။ကဲအားလုံးသာဓုကောပါ။ဒေါ်ကြီးနံပါတ်214ကဲကိုရင်လေးကကိုရင်လေးကဘယ်ရလာကျင်တာလဲ။ရန်ကုန်ကပါ။ဟုတ်ပြီ။အခုဒီမှာတရားလာ အထုတ်တာလူကြီးတွေကြောက်လို့အာထုတ်တာလားတရားလိုခြင်းလို့အာထုတ်တာလားတရားလိုခြင်းလို့အာထုတ်တာပါကဲဟုတ်ပါဘာဖြစ်လဲ9နိုင်အောင်မြင်ခဲ့လားပြီးသွားလားဟုတ်ပြီအဲ့တော့ကိုရင်လေးနေနဲ့ သေးကတနေ့ဝေဒနာတက်လာပြီးတော့တနေ့သေရတဲ့အခါမှာဒီဒုက္ခဝေဒနာနဲ့တွေ့တဲ့အခါမှာကြောက်တဲ့စိတ်ရှိဦးမလားရှိတော့ပါဗျာမရှိတော့ဘူးအဲအဲ့တော့ကိုယ်ရင်းလေးနေနဲ့နော်ရွှေတွေမျိုးတွေအဘွားတွေအတော်တွေကိုယ်တဲ့ကြီးတဲ့လူကြီးတွေတရားအထောက်အမှာကြောက်တဲ့ဆိုတဲ့ပုံကိုယ်တွေကိုကိုယ်ရင်းလေးကဘယ်လိုတိုက်တွန်းမလဲမဟာဗလင်ဟောကြောက်ဖြံလို့အဲဟုတ်ပြီကဲအားလုံးသာဓုခေါ်ပါဦးယောဂီနံပါတ်135ကိုယ်ရင်းလေးကဘယ်လာထောက်တာလဲအရင်ကပါဗျာရန်ကွာပဲ။ အခုအသက်ကဘယ်လောက်ရှိပြီလဲရှင်းနေပါဗျာရှင်းနေပဲရှိသေးတယ်အဲ့တော့ကိုရင်ဒီမှာမဟာပလင်9နိုင်ချဲ့တော့မဟာပလင်9နိုင်ချဲ့ရမယ်ဆိုတော့သိလားမသိပါဘူးဗျာမသိဘူးအဲ့တော့ကိုရင်လေးနေနဲ့မဟာပလင်9နိုင်ချဲ့တာဆင်းရဲလားချမ်းသာလားဆင်းပါဗျာချမ်းသာတယ်မဟာပလင်အရိယဘုံကြီးမထိုင်ညီမှုဝေဒနာတွေတက်တဲ့ပြင်းတဲ့ဆိုဖြုတ်ပြစ်မယ်လို့ပြောသေးလားပြောပါဘူးဗျာမပြောဘူးအာကိုတော်တို့ကလိန်ခေါ်တာပဲညာခေါ်တာပဲလို့ပြောသေးလား ပြောပါဗျာအဲအဲ့တော့ကျန်တဲ့ပုဂ္ဂိုလ်တွေဘလို့တရားအထုတ်ဖို့တိုက်တွန်းမလဲမကြောက်နေလို့ဘာအေးဟုတ်ဟုတ်ပြီသာဓုခေါ်မယ်ယောဂီနံပါတ်263ကဲယောဂီအသက်ဘယ်လောက်ရှိပြီလဲ7နှစ်ပါဗျာ7နှစ်ဒီမှာတရားလာထုတ်တော့အာလူကြီးတွေကတရားအမထုတ်ချင်ဘူးလို့ညင်းသေးလားညင်းပါဘူးဗျာညင်းနေ့စဉ်ခြေခိုင်းတာမဟာပလင်9နာရီခြေခိုင်းတော့ဟာပြင်းထန်တယ် မချိတ်ချင်ဘူးအာမတုတ်ချင်ဘူးလို့ငင်းသေးလားငင်းပါဘူးဗျာမငင်းဘူးမဟာပလီ9နာရီချိန်ခိုင်းတော့ပြင်းထန်တဲ့ဝေဒနာတွေတက်လာတော့လှုပ်ဖြစ်မယ်ပြုတ်ဖြစ်ဖြုတ်ဖြစ်မယ်ဆိုပြီးတော့ငင်းသေးလားငင်းပါဘူးဗျာမငင်းဘူးဟောပြင်လာတဲ့ကြိုက်ခဲထုံချင်တဲ့ဝေဒနာတွေပေါ်မှာဘလို့သိခံပြီးရှုပဲလဲဆရာတော်ဘုရားရဲ့တရားဟောတာပြီးသိခံပါတယ်ဟုတ်ပြီပထမပိုင်းတော့ဝေဒနာမတက်ပါဘူးဗျာဟုတ်ပြီအဲ့3နိုင်လောက်တော့တက်ပါဗျာဟုတ်ပြီတက်တာတော့စိတ်ကဘလို့မွေးလဲ ဟာအချိန်ဟာခဏလေးကုန်သွားမှာပဲလို့မေးပါတယ်။အဲဟုတ်ပြီအချိန်ဆိုတာခဏလေးကုန်သွားမှာပဲ။ဒီနေ့တက်တာတော့ရှိတယ်စိတ်ထဲမှာဒီဝိဓာရီပေါ်မှာမခံရင်တဲ့ဆင်းရဲတဲ့စိတ်တွေပေါ်သေးလား။ပေါ်အောင်မြန်။မပေါ်ဘူး။အဲ့တော့ကြံတဲ့ပုံကိုယ်တွေဘယ်လိုတိုက်တွန်းမလဲ။မာပလင်ဟာကြောက်ရွံ့မှုအောင်အချိန်ဟာခဏလေးကုန်သွားမှာလို့ကြိုးစားရင်ကုန်သွားတယ်လို့တိုက်တွန်းနေပါမယ်။ကဲအားလုံးသာဓုခေါ်ပါဦး။အာယောဂီနံပါတ်164ယောဂီရအသက်ဘယ်လောက်ရှိလဲ။70နှစ်ပါဖေ။ အဲအဲ့တော့မဟာပလင်နေချိတ်တော့အာမဟာပလင်ဒိဋ္ဌိဝေဒနာကြီးကပြင်းနေဆိုပြီးညင်းသေးလားမညင်းပါဘူးခင်ဗျာမဟာပလင်ချိတ်ကိုင်းတော့တက်လာတဲ့ဖောက်ပြန်တဲ့ဝေဒနာကြီးပေါ်လာတော့စိတ်ကဘလို့မွေးလဲသီးခံသွားလို့မွေးရမယ်ဟုတ်တယ်သီးခံတယ်သီးခံပြီးတော့ကျင်းလိုက်တဲ့ခါကျတော့နောက်ပိုင်းဘလို့ပြောင်းလဲသွားလဲစိတ်ထဲမှာစိတ်ချမ်းသာပါပါလေစိတ်ချမ်းသာပါလေအဲ့လိုစိတ်ချမ်းသာမှုရည်နောက်စိတ်ဆင်းရဲတဲ့စိတ်တွေထပ်ပေါ်သေးလားမပေါ်တော့ပါမပေါ်တော့ဘူးတရားမှကြောက်သေးလားမကြောက်တော့ပါအဲ့တော့ကြံတဲ့ပုဂ္ဂိုလ်တရားမှကြောက်တဲ့ပုဂ္ဂိုလ်တရားကျင့်မှပြင်းတဲ့ပုဂ္ဂိုလ်တွေဘယ်လိုတိုက်တွန်းမလဲ ဖိုးဖိုးပြောတရားကိုလိုင်းနိုင်လို့ချင်းမာပင်ကခဏလေးအောင်မြင်တော့လို့ပြောပါမယ်။ကဲအားလုံးသာဓုခေါ်ပါဦး။ယောဂီနံပါတ်280ယောဂီရဘုရားလာထုတ်တာလဲ။ညောင်လေးပြန်ပါဗျာ။ညောင်လေးပြန်လာတာ။ဟုတ်ပြီ။ဒီလိုတရားလာတာလူကြီးတွေနဲ့အဖော်လိုက်လာလာလားတရားလူချင်းလို့လာတာလား။တရားလူချင်းလို့လာပါဗျာ။အေးကြားတယ်တော့အကုန်လုံး။အဲဒီမှာနေ့စဉ်ကြည့်ရတယ်မနေ့စောစောထားတာအေးအေးပြက်လို့မကြည့်ညီဘူးပြန်မယ်လို့ညင်းသေးလား။မညင်းပါဘူးဗျာ။ညင်းဘူး။ တရားကျင့်ရမှာဝိနာရီတက်တော့ပြင်းပြင်းထန်ထန်နဲ့ကျင့်ရတာကြီးလဲမကြည့်ညီဘူးလို့လူကြီးတွေကိုညင်းသေးလားမညင်းပါဘူးဗျာမဟာပလင်၅နာရီချိန်တော့အာဒီလောက်ကြီးပြင်းထန်တဲ့ဝေဒနာနဲ့တရားမထုတ်ချင်ပါဘူးလို့ညင်းသေးလားမညင်းပါဘူးဗျာအဲ့တော့မဟာပလင်၅နာရီချိန်ခိုင်းတော့ဝိနာတက်တော့ဆင်းရဲလာတော့လှုပ်ချင်မယ်ဖြုတ်မယ်တော်ပြီလို့ညင်းသေးလားညင်းပါဘူးဗျာဘလို့ရှုလဲတိခံပြီးရှုပါဗျာတိခံပြီးတော့ဆရာဟောတယ်ဟုတ်ပြီဆရာတော်ဟောတယ်တိခံပြီးရှုရတယ်နောက်တော့စိတ်ထဲမှာဘလို့ပြောင်းသွားလဲ ချမ်းသာပါပါဗျာချမ်းသာပါတယ်အဲ့တော့မဟာပလင်ကြည်နေသည်ဆင်းရဲအောင်ဖန်တီးတာလားချမ်းသာအောင်ကဲတင်တာလားချမ်းသာအောင်ကဲတင်တာပါဗျာတရားမှကြောက်သေးလားကြောက်တော့ပါဘူးဗျာဟုတ်ပြီအဲ့တော့ကြမ်းတယ်ကြားတယ်ကြောက်တယ်ဆိုတော့လူကြီးတွေကိုယောဂီကဘယ်လိုတိုက်တွန်းလဲအတာနေအတင်းနာမှာမဟုတ်ခုတွေကကျူစာအားထုတ်ကြပါလို့ပြောချင်ပါဗျာကဲအတာနေအတင်းနာမှာမဟုတ်လို့တဲ့နော်အခုတည်းကအားထုတ်ကြပါတဲ့ကဲအားလုံးသာဓုခေါ်ပါဦးရိုက်ပြီရိုက်နေပါတယ် ေနဲ့နိုင်ငံရလားစစ်တရားစစ်အင်ဂျိုဒါရမင်းရှိသေးလားအဲ့ဒါဆိုတနာနဲ့ပေါင်းနေပြီတနာလိုလိုက်ရောနေပြီနည်းနည်းနေတော်အောင်လုပ်နေတဲ့စိတ်ရှိသလားနေတော်အောင်လုပ်နေတဲ့အတိုင်းနေတော်အောင်လုပ်နေရမှာနေပြီအဲ့ဒါနေတော်အောင်ချမ်းသာအောင်စီးရမှာတနာနဲ့ပေါင်းနေတဲ့ဘဝချမ်းသာမှာတရားစစ်ပါဒီကြစီနှလုံးရင်းတာရှိသလားဒေတာရှိသလားဆောင်းစုလားဘောအာမဂိမိဘုရားတရားပါတရားပါတရားပြီးဆောင်းစုပါ ရာများပါတယ်အင်းပြီးပြီးတော့ပြေးတာခိုင်းတာမဟုတ်ပါဘူးအင်းပြီးပြီးချင်းပြီးခိုင်းတာမဟုတ်ပါဘူးတရိသာဝါချင်းပြီးတဲ့ဆိုတော့ဒေါ်လာပါအဲ့လိုမျိုးပါစေနဲ့စိတ်ဝင်ပါစေနဲ့မေ့ပြောပါလာရပြန်ပြောတီးခံပြီးစိတ်ရှည်ထားပြီးပြန်တီးခံဆုံးလို့ပြီးဆိုရှူပါရစေနဲ့ဆောင်ရှူပါဆောင်ရှူဆောင်ရှူတရိသာတရိသာရမအားနဲ့မနာနဲ့ဒီလိုမျိုးချင်းတဲ့စိတ်ကိုနောက်စိတ်နဲ့ဆက်ရှူဆောင်ရှူအတဲကပြီးဆောင်ရှူအတဲကပြီးဆောင်ရှူ ်ပါဘောကောင်းကြီးပါလေမောဟုံးသားရဲ့စီးရဲ့ဖြစ်စိတ်ကြောင့်ဖြစ်တာအဲ့တော့စိတ်စီးရင်လည်းမရှိရှူတာပါရှူတာတစိမ့်ပြီးစိတ်ပေါ်တိုင်းပေါ်တိုင်းဒီခန္ဓာကသောရှိဝရိတာပါသရိတာပါဆရာလေးကမဟာပလင်ဘယ်နှချိန်ချိန်လဲနှစ်ချိန်ရှိပါဗျာဘယ်နှနာရီလဲ9နာရီ9နာရီချိန်လဲ9နာရီချိန်တော့ဒုတိယချိန်မဟာပလင်9နာရီမချိန်ခင်ကမဟာပလင်ချိန်ရမှာကြောက်တဲ့စိတ်ရှိလား ရှိပါရဲ့ဗျာကြောက်ရစေရှိတယ်အဲ့တော့စချိတ်တုန်းကဝေနာရီစတဲ့တော့ဆရာလေးကဘယ်လိုကြိုးစားအထုတ်လဲတီးခံပါရဲ့ဗျာဟုတ်ပြီလှုပ်ကြည့်ပြင်ရင်တဲ့စိတ်ကိုအလိုလိုက်သေးလားဆွတ်လို့လားဆွတ်လို့ပါရဲ့ဗျာဟုတ်ပြီအဲ့တော့အခုဒုတိယကြိမ်ချိတ်တော့စပြီးမာပလင်ချိတ်ရနေပြီးတော့၅နိုင်ပြည့်တဲ့အထိစိတ်မှာဆင်းရဲမှုတွေပေါ်သေးလားမပေါ်တော့ပါဘူးခင်ဗျာမပေါ်တော့အောက်မှာ deliver ဖောက်ပြန်နေတဲ့ ဟာပလင်ချိန်ထားတဲ့ဝေဒနာတွေတက်နေတာတော့ရှိတာတော့မသိဘူးလားသိပါလေဖေဟာသိပြီနဲ့စိတ်မှဆင်းရဲသေးလားမဆင်းရဲတော့ပါဘူးဖေဟာဆင်းရဲတော့အဲ့တော့အောက်ကဝေဒနာတက်တိုင်းဆင်းရဲတယ်ဆိုတော့ဟုတ်ပါမလားဟုတ်ပါဘူးဖေဟာဟုတ်ဘူးဒီအဲ့တော့နောက်နေ့ချိန်တော့မယ်ကျွေးကြံရှိမရှိစစ်မဲ့ကိုယ်တဲ့အသက်ကြီးတဲ့ယောဂီတွေပေါ့လေနေတာတော့မရှိတော့ဘူးအဲ့တော့အသေးမမှာပဲနဲ့အသေးပြော့တဲ့ပုံကိုရှိရင်ဆရာလေးကဘယ်လိုတိုက်တွန်းမလဲမာပေါင်း တရားလာခြင်းနဲ့ယောဂီအားလုံးကိုမဟာပလီကြည့်ရပါမကြောက်ကြပါနဲ့လို့ပြောချင်ပါတယ်ခင်ဗျာ။ကဲဟုတ်ပြီ။ဓာတ်ခေါ်ပါဦး။အဲဆရာလေးကအသက်ဘယ်လောက်ရှိပြီလဲ။ဆက်တနေပါဖေ။ဆက်တနေခွဲဘိတ်လားဘိတ်တန်လား။ကဲဟုတ်ပြီဘိတ်တန်လားဟုတ်ပြီ။အဲ့တော့မဟာပလီဘယ်နှနာရီချိန်ပြီလဲ။တစ်ချိန်ဖြစ်ချိန်ဖြစ်ပါဗျာ။ဘယ်နှနာရီလဲ။၅နာရီပါဖေ။၅နာရီချိန်တာ မာပရိ9နိုင်ချေတော့စိတ်ထဲမှာနောက်တော့ဆင်းရဲလားချမ်းသာလားချမ်းသာပါဖေဟုတ်ပြီအဲ့တော့စချိကသာဝိညာဉ်တက်တော့ဆင်းရဲတယ်အဲ့ဒါကိုအောင်မြင်အောင်ဆရာလေးဘယ်လိုကြိုးစားခဲ့တယ်ဆိုတာလေးရှင်းပါဦးတိခမ်းပါဖေတိခမ်းတယ်ယုံကြည်ကံကြည်ဖြုတ်ကျင်လှုပ်ရှင်တဲ့စိတ်တွေမပေါ်ဘူးလားပေါ်ပါဖေအဲ့ဒါကိုလိုက်ရောသလားဆွန့်လွတ်လိုက်လားဆွန့်လွတ်ပါဖေဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်လိုက်တော့နောက်တော့ဘယ်လိုထူးကြွားပါလဲ ချမ်းသာပါဗျာချမ်းသာတယ်အောက်ကပုံတွေကြားရလားမျက်လုံးကြီးပြူးကြည့်နေအကြိမ်မဲ့ဒီမဟာပလင်း၅နိုင်ချဲမှာမဖြစ်နိုင်ဘူးကြောက်တယ်ဆိုတော့ယောဂီတွေကိုဆရာလေးကဘယ်လိုတိုက်တွန်းမလဲမဟာပလင်း၅နိုင်ချဲမှာယောဂီတွေကိုမကြောက်ပါနဲ့အာချမ်းသာပါတယ်လို့တိုက်တွန်းချင်ပါတယ်ဗျာကဲဒါလို့ခေါ် ဆရာလေးကအသက်ဘယ်လောက်ရှိပြီလဲ၁၂နှစ်ပါဗျာဟာတပြည့်ပြီးရောပါ၁နှစ်မာပလင်း၅နိုင်ဘယ်နှချိန်ချိန်လဲတစ်ချိန်တည်းပါဗျာမဟာပလင်း၅နိုင်စချိန်တော့ကြောက်သလားကြောက်ပါတယ်ဗျာကြောက်ကြောက်နဲ့ချိန်လိုက်တာဝေဒနာတွေတက်တော့မစင်းရဲဘူးလားစင်းရဲပါတယ်ဗျာနောက်ပိုင်းကျတော့ဘယ်လိုဖြစ်ပါလဲချမ်းသာပါတယ်ဗျာချမ်းသာတယ်အောက်ကဝေဒနာတွေတက်တော့စင်းရဲတော့စင်းရဲတဲ့ကြားရဲရ လှုပ်ပြီးမဲ့ဖြုတ်ပြီးမဲ့ဆိုပြီးတော့အလျှော့ပြီးအရှုံးပြီးတဲ့စိတ်တွေပေါ်သေးလားမပေါ်ပါဘူးဗျာမပေါ်ဘူးကြားရတာဥပ္ပါရီကြားတယ်နော်အေးအဲ12နှစ်သမီးလေးရတော့မှအသေးမှတယ်ဆိုရင်တော့အသက်30 40 50 60 80တွေရတော့ပြော့လို့မရဘူးဟဲ့ဟဲ့လုံးမနေနဲ့ထိမှာဟွန်းဆရာလေးအဲ့တော့ကြားတယ်ကြမ်းတယ်ကြောက်တယ်ဆိုတဲ့ပုံပုံတွေကိုဘယ်လိုများတိုက်တွန်းမလဲ မဟာပလင်ငါးနာရီချိန်တာမကြောက်ကြပါနဲ့လို့တိုက်တွန်းခြင်းပါတယ်ဗျာလေကြားတယ်ဟဲ့လားအဲဟုတ်ပြီကဲသာလို့ခေါ်ပါဟုတ်ဆရာလေးရောအသက်ဘယ်လောက်ရှိပြီလဲ10နှစ်ပါဟာ10နှစ်ပဲကြီးတပြေးပြေးတပြေးနဲ့အသက်တရငဲငယ်လာတယ်နော်နောက်လည်းမကြီးနဲ့ကလေးလေးတွေဟမ်အဲ့တော့ဆရာလေးမဟာပလင်ငါးနာရီချိန်ရမယ်လို့ပြောတော့ကြောက်သလားကြောက်ပါရဲ့ဗျာအစားကြောက် အဲကြောက်ကြောက်နဲ့ချက်လိုက်တော့မဟာပလင်ဝိနာရီတက်လာတော့စိတ်ထဲပနဲ့နေလေစင်းရပါစင်းရတော့လှုပ်မယ်ဖြုတ်မယ်ပြင်းမယ်တော်ပြီလို့အဲ့ဒီစိတ်တွေမွေးသေးလားမမွေးပါဘူးဗျာမမွေးဘူးအောက်ကဝေဒနာကတော့ပြင်းပြင်းထန်ထန်မတက်ဘူးလားတက်ပါတယ်ဗျာတက်တယ်လှုပ်ခြင်းဖြုတ်ခြင်းနဲ့စိတ်တွေပေါ်လာတယ်မဟုတ်လားမပေါ်ပါဘူးဗျာလှုပ်ခြင်းဖြုတ်ခြင်းနဲ့စိတ်တွေမပေါ်ဘူးလားမပေါ်ပါဘူးဗျာမပေါ်ဘူးအဲ့တော့နောက်စပိုင်းကြတော့ဝေဒနာပြင်းထန်တာတက်ပြီနဲ့စိတ်မှဆင်းရဲတာရှိသေးလား မရှိပါဘူးဗျာမရှိတော့ဘူးအခုတရားထိုင်ပြီးတော့စိတ်ထဲမနဲ့နေလဲချမ်းသာပါတယ်ဗျာချမ်းသာနေတယ်အခုကဆရာတော်ကတရားရှောင်နေတဲ့အချိန်မှာစိတ်ကလေးဘယ်လိုနေလဲတရားထိုင်ရတဲ့အပေါ်မှာဘယ်လိုခံစားပြီးရှိနေလဲအခုချမ်းသာပါတယ်ချမ်းသာနေတယ်ထိုင်တော့ကတရားဖြုတ်ပြီးတော့စိတ်ကလေးနေတာနဲ့အခုမာပလင်၅နာရီချိန်ပြီးစိတ်ကလေးနေတာနဲ့ဘယ်လိုနေလဲကြွားချလားကြွားချပါတယ်ဘယ်လိုကြွားချလဲချမ်းသာချမ်းသာနေတယ်အဲဟုတ်ပြီအားလုံးသာဓုခေါ်ကြပါဦး တရားလေးကအသက်ဘယ်လောက်ရှိပြီလဲ9နှစ်ဟာအသက်90ကျော်ဒီသတိထားတော့နော်မဟာပလီ9နာရီဘယ်နှကြိမ်ချိန်ပြီလဲတစ်ကြိမ်ပါဗျာအော်တစ်ကြိမ်ချိန်တယ်မဟာပလီရှိရမယ်ဆိုစိတ်ထဲမှာကြောက်လားကြောက်ပါဗျာအဲ့လိုကြောက်ကြောက်နဲ့မဟာပလီဝေနာတွေတက်နေတဲ့ဂျာတွေကစီဒုက္ခဝေနာမှာဆင်းရဲနေတာတွေကိုလှုပ်ချင်ဖြုတ်ချင်တဲ့စိတ်တွေမပေါ်ဘူးလားပေါ်ပါဗျာပေါ်တာကိုဆရာလေးကလိုက်ရောပြီးတော့လှုပ်ပြင်ပေးလားလှုပ်ပါဗျာမလှုပ်ပေးဘူး မလို့ပြီးတော့ဘယ်လိုရှုလဲဖုံဖုံပြောတဲ့တရားကိုနာပြီးတော့ရှုတယ်အေးဟုတ်ပြီဖုံဖုံပြောတဲ့တရားကိုနာပြီးရှုတယ်နောက်တော့စိတ်ထဲမှာဘယ်လိုဖြစ်သွားလဲချမ်းသာပါဗျချမ်းသာတယ်အခုဇေယျလေးရဲ့စိတ်ကောဘယ်လိုနေလဲချမ်းသာပါဗျချမ်းသာတယ်မဟာပလင်ခါနာရဲ့ခြေတာဆင်းရဲလားချမ်းသာလားချမ်းသာပါဗျအေးဟုတ်ပြီအားလုံးသာလို့ခေါ်ပါဦးဇေယျလေးကအသက်ဘယ်လောက်ရှိလဲ9နှစ်ပါဗျာ9နှစ် ဆရာလေးကအခုမဟာပလင်ဘယ်နှနာရီချိန်လဲတစ်ချိန်ပါဗျာဘယ်နှနာရီချိန်လဲ9နာရီပါဗျာ9နာရီချိန်တယ်မဟာပလင်9နာရီချိန်တော့စချိန်တော့ဝန်ထမ်းတွေတက်တော့မစင်းရဘူးလားစင်းရပါတယ်ဗျာစင်းရတော့အဲ့ဒါကို9နာရီပြီးအောင်ဆရာလေးကဘယ်လိုကြိုးစားအထုတ်လဲတိခံပါတယ်ဗျာတိခံရတယ်တိခံရတယ်လှုပ်ချင်ဖြုတ်ချင်တဲ့စိတ်တွေပေါ်သေးလားပေါ်ပါဘူးဗျာနောက်ပိုင်းကျတော့ နောက်ပိုင်းကျတော့မာပလင်ချင်းကြီးနဲ့စိတ်ထဲမှာဘလို့ဖြစ်သွားလဲချမ်းသာပါတယ်ဗျာချမ်းသာတာအဲ့လိုချိန်မှာအောက်ကဝန်ရီတက်နေတာတော့မရှိဘူးလားမရှိပါဘူးခင်ဗျာအောက်ကကဲကဲထိုးနေတာတွေမရှိဘူးလားမရှိပါဘူးခင်ဗျာမရှိတော့အခုဆရာလေးစိတ်ကအရင်တော့စိတ်နဲ့တူသေးလားတူတော့ပါဘူးခင်ဗျာဘလို့ကွာချသွားလဲချမ်းသာပါတယ်ခင်ဗျာချမ်းသာနေတယ်ကလေးပြပြလူကြီးပြပြမက်ကဒနာသာပြီးရင်သူကဖိုလ်စိတ်ဆိုတာအေးနေတာအမြဲတမ်းသူကချမ်းသာနေရအောင်အောက်က ကြားတယ်ကြမ်းတယ်ငါတော့သေတော့မှာပဲမနေ့ကထိုင်ရတော့မှာပဲလို့ကူးနေတဲ့ပုံစံတွေရှိအဲကြောက်တဲ့ပုံစံတွေကိုမကြောက်အောင်ဆရာလေးကဘယ်လိုတိုက်တွန်းမလဲမဟာဗနေနာနဲ့ငါးနာရီကိုမကြောက်ကြပါနဲ့တို့တိုက်တွန်းပါရဲ့ဗျာကဲအလုံးသာဓုခေါ်ပါဆရာလေးကအသက်ဘယ်လောက်ရှိပြီလဲ9နှစ်ကျော်ပါဗျာအဲ9နှစ်လေမဟာဗလင်9နာရီချိန်ပြီးပြီလားချိန်ပါပြီဗျာ9နာရီဘယ်နှကြိမ်ချိန်လဲ9ကြိမ်ပါဗျာ 9နိုင်နှစ်ချိန်ကဲအားလုံးပေါင်းမဟာပလင်9နိုင်ဘယ်နှချိန်ချိန်ပြီးပြီလဲ3နိုင်ပါဗျာဟော9နိုင်3နိုင်ချိန်ပါ3နိုင်ချိန်ပြီးပြီမဟာပလင်အခု9နိုင်ချိန်တာဆင်းရဲလားဆင်းရဲပါဗျာကဲလူကြီးပြောတာမဟုတ်တော့ကလေးပြောတာဟိုကလေးလေးတော့အခုစချိန်ရနေပြီးတော့ဆုံးတဲ့အထိစိတ်ဆင်းရဲမှုပေါ်သေးလား ဈေးပါဗျာဈေးဘူးဗရမရိယပြတော့နောက်ရပြန်တိုင်းဗရကျင်းထိုင်နေမစင်းရတော့အဲ့လိုဝင်ကြလို့စင်းမှုချုပ်သွားရင်တော့မဟာဘလင်းဘယ်တော့မှမကျင်းရတော့သူကိစ္စပြီးသွားပြီအောက်မှာထိုင်နေတဲ့ယောဂီတရားဆရာလေးတဲ့အသက်မကြီးဘူးလားကြီးပါလေဗျာအဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုတရားမဟာဘလင်းချေရမှာမကြောက်အောင်ဘလို့တိုက်တွန်းမလဲအမီးတို့ပဲ9နာရီတရားပါစေလို့တိုက်တွန်းပါလေဗျာအဲ့ဒါတို့ခေါ်ကြပါဦး